ဝါဆက်ရုံအလှမဲ့လေးအဖြစ်စ조사ထားပေမဲ့လည်းဒက်လိုက်နေတာလားလို့အပြောခံနေရတဲ့အလှမဲ့ကကောင်အလုံးမဲ့မင်္ဂလာပါဗမစ်နောင်းကနေကြွဆွလိုက်ပါတယ် မစ်ဂရမ်မြမရဲ့ National ခေါ်ချုံးပြိုင်ပွဲကိုကျင်းပပြီးသွားပြီးဖြစ်ကအရင်ပြိုင်ပွဲမှာတော့ထူးခြားဆန်းပြတဲ့ဝစ်ဆောင်တွေနဲ့ရှင်ပြိုင်ခဲ့ကြပါတယ်။ဝစ်ဆောင်တွေအလုံးထဲမှာလူအများရဲ့အာယုံဆိုင်မှုကိုအပြည့်အဝရရှိနေတာကတော့မစ်ဂရမ်စိုက်ထုတ်ရဲ့ဝါဆက်ရုံမဲ့ဝစ်ဆောင်ဖြစ်ပါတယ်။စိုက်ထုတ်အလှမဲ့ကဘရာကစိုက်ထုတ်မျိုးကိုဂုံဆောင်ချင်တာကြောင့်ဝါဆက်ရုံအလှမဲ့လေးဖြစ်ပေါ်ထွက်လာခဲ့တာပါ။ကျိုက်ထိုမျိုးရဲ့အထင်ကြီးကတော့ဆန်တော်ရှင်ကျိုက်ထီယိုစီရောဖြစ်ပြီးကျိုက်ထီယိုမှာရောင်းတဲ့ဝါဆက်ရုပ်လေးတွေဝါသနတ်လေးတွေကနမဲကြည့်ပြီးကျိုက်ထီယိုပြန်လက်ဆောင်လေးတွေဖြစ်ဝဲသွားကြပါတယ် နမဲကြီးပီသောဝါဆက်ရုပ်လေးတွေကိုဂုံပြုတ်ခြင်းနဲ့အလှမဲ့ကကကဝါဆက်ရုပ်လေးကို National ခေါ်ကျွန်းဖြစ်ရွေးချယ်လိုက်ပါတော့တယ်။စိုက်ထီယိုဒေတာထွက်ဝါရီကိုပဲအဓိက သုံးထားပြီးဒေတာရဲ့လက်မှုပညာကိုမြှင့်တင်ခြင်းခဲ့တာပါ။ ါကြောင့်သူရဲ့ဝတ်စုံကိုလည်းဝါဆက်ရုံမဲ့ဆိုတဲ့နာမည်အတိုင်းနှီးတွေနဲ့ချုပ်လုပ်ထားပါတယ်ဝတ်စုံတစ်ခုလုံးကိုလည်းဝါပုံစံလုပ်ထားပြီးစရိုးကိုလည်းဝတ်စစ်ကိုသုံးပြီးထုံးထတာပါလက်ထဲမှာလည်းဝါသနပ်ကိုကင်ထားပြီးဆက်ရုံလိုကနေခဲ့ပါတယ်တစုံတစ်ခုလုံးကိုလည်းဝါတွေနှီးတွေကိုပဲအသုံးပြုထားတာကြောင့်တချို့တွေကတော့သူ့ကိုမြင့်နဲ့တူတယ်လို့တောင်စားနောက်နေကြတာပါဝါဆက်ရုံမယ်လေအဖြစ်ရွေးချယ်တဲ့အကြံကတော့ကောင်းမွန်ပေမဲ့လေဆက်ရုံကြီးလို့ကပြတာကတော့မပြည့်ပြင်းလို့ဒလိုက်နေတာနဲ့တူနေပါတယ် ဝါဆံယုံမယ်လေးဖြစ်တဖြည်းဖြည်းချင်းရှောင်းလန်းလာခဲ့ပြီးဆံယုံအကကိုကတ်သွားခဲ့တာပေါ့ဆံယုံပုံစံကမပြည့်ပြင်းလို့သူ့အစာကြိုက်ထို့သူကြိုက်ထို့သားတွေကတော့မျက်နာပူပြီးရှက်နေကြပါတယ် ဝါသနာလေးတွေကိုရောင်းချတဲ့ကြိုက်ထီယိုဖျားကဇေးတွေကတော့သူ့ကိုအပြစ်တင်နေကြပြီတကယ်ဝါဆက်ရုပ်အစ်စ်ကပို့ပြီးလှပနေပါသေးတယ်ကာကာကိုဝါဆက်ရုပ်အလှမဲ့ဖြစ်ရှင်ပြိုင်ဖို့အတွက်မစ်ဂရန်ပြိုင်ပွဲအတွင်းကလူကြီးတွေကလည်းအကြံပေးကြတာပါဝါဆက်ရုပ်ဝတ်ဆောင်ကိုလူအများကဝေဖန်နေကြပေမဲ့လည်းတကယ်တမ်းဖန်တီးရတာကတော့မလွယ်ကူခဲ့ရှာပါဘူးဝါနှီးနဲ့အယောင်တူအောင်ဖန်တီးရသလိုဆက်ရုပ်နဲ့တူအောင်လည်းချလော့ထားရပါသေးတယ်ဆိုမရပေမဲ့လည်းလူအများကြမှာတော့ကာကာရဲ့ဝတ်ဆောင်ကလူအပြောအများဆုံးဖြစ်နေတာပါ ကကကအလှမဲ့တယောက်ရဲ့အရှိန်အဝါကိုတုံးပြီးဝါဆက်ရောက်လေးတွေကိုဖော်ပြချင်နေခဲ့ပါတယ်။ပြန်ပွဲမပြီးခင်မှာတဲ့နမဲကြီးသွားခဲ့တဲ့ကကကသူ့ကို troll လို့လဲစိတ်မဆိုးပါဘူးလို့ဆိုပါတယ်။သူ့ကိုချစ်ခင်လို့စားနောက်ကြတာဖြစ်ပြီးရှင်ပြိုင်သွားတဲ့ဝစ်စုံတွေထဲမှာတော့နမဲကြီးသွားပါတယ်။ဒီနေ့ရဲ့ national ခေါ်ကျွန်းပြိုင်ပွဲကိုလာရောက်ရှင်ပြိုင်တဲ့အလှမဲ့တွေထဲမှာစားစရာကိုအဓိကဖော်ပြတဲ့အလှမဲ့တွေလည်းရှိနေပြန်တာပါ။တဝဲအလှမဲကလည်းရိုးရမုံလက်တော့ကိုဖော်ပြထားသလိုနန်ခမ်းအလှမဲကလည်းသင်ပေါ်မှာတင်ရှမ်းခေါက်ဆွဲကိုစပြခဲ့ပါတယ်။ တချီလေးအလှမေကလည်းစင်ပေါ်မှာရင် စားပြနေတာကြောင့်အစားတောက်ပွဲလောင်းဒါမှမဟုတ်ဝစ်ဆုံပြန်ပွဲလောင်းဆိုတာတောင်ပရိသတ်တွေကမသေးခွဲကြတော့ပါဘူး။ရှန်ခေါက်ဆွဲတွေကိုစားပြတဲ့နန်ခမ်းလှမေ JK Sophia ကတော့ People Choice Award ဆုကိုရသွားခဲ့ပြီးအကောင်းဆုံးဝစ်ဆုံဆုကိုရသွားသူကတော့ Wine Mall အလှမေဖြစ်ပါတယ်။ ဝတ်စုံတွေထဲမှာတော့စိုက်ထုတ်အလှမဲ့ရဲ့ဝတ်စုံကရည်ချင်းစရာဖြစ်နေခဲ့ပြီးစက်ရုံနဲ့မတူကြအောင်ပြောခန့်နေရတာပေါ့။ဝင်ခဲ့တဲ့နှစ်မှာတော့နဂါဝတ်စုံ၊နဝတ်စုံတွေနဲ့ရှင်ပြိုင်ခဲ့ကြပြီးစင်ပေါ်မှာတဲ့နတ်တွေဝင်ပိုးခဲ့ကြပါသေးတယ်။မရန်ဆိုင်တော်စီစဉ်တဲ့ပွဲမှာတော့နဂါလည်းဝင်မပိုးသလိုနတ်လည်းဝင်မပိုးပဲ။ဝါစက်ရုံမဲ့ရှမ်းခေါက်ဆွဲလှဲလေးတွေနဲ့လူကြိုက်များသွားပါတယ်။စိုက်ထုတ်အလှမဲ့ရဲ့ဝတ်စုံကတကယ်ပဲဝါစက်ရုံနဲ့တူနေလား။ဒါမှမဟုတ်မြင့်နဲ့ပဲတူနေလားဆိုတာခေါမမပြပြခဲ့ပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရ ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါဦးနော်။မင်းရဲ့အတိုင်းအတွက်ပျော်ရွှင်ပါစေ။